မော်လမြိုက်ကာလန်နှင်းစုံလာအဝယ်ရှိစစ်တလက်အောက်ကန် DKPA ဂိတ်ကိုရေဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်မှု DKPA ဘက်မှထိခိုက်တိုက်စုံမှုများရှိစွာတရင်ကိုတင်ဆက်ပေးပါမယ်။ဝင်ပြီးနဲ့ရေမော်လမြိုင်ကာလန်နဲ့ဆုံရွာအဝယ်ရှိစစ်တလက်အောက်ကန် DKPA ဂိတ်ကိုရေဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရာ DKPA ဘက်ကထိခိုက်တိုက်စုံမှုများရှိကြောင်းရေဘလူးတပ်ဖွဲ့ကောင်းသောတည်ရင်မှုရေဘလူးကပြောဆိုပါတယ်။ အော်တိုဘလ29ရက်နေ့မှာရေဘလူးအဖွဲ့က DKPA ဂိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအဆိုပါဂိတ်ရဲ့ဂိတ်မူးသိမ်းနဲ့လက်ပြတ်ခတ်သွားကြောင်းသိရှိရပါတယ်။ဟုတ်သေဆုံးများတဲ့ဂိတ်မှာနေရသူတို့ရဲ့မျိုးသမီးပေပါတေးတဲ့ဂိတ်မူးသိမ်းနဲ့ကလက်ပြတ်သွားတဲ့ကျန်တဲ့ငွေကောက်ခံသူတွေပဲအများကြီးရှိသေးတယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့တပ်ရင်းမှုကပြောဆိုပါတယ်။တိုက်ခိုက်မှုအတွင်းရေဘလူးတပ်ဖွဲ့ဝင်တအုပ်လက်မောက်ခိမှန်ခဲ့ပြီးမစိုးရိမ်ရတော့အဆိုပါတိုက်ခိုက်မှုအပြီး မော့ကနဲ့တစ်တုံညာလျှောက်တက်မှလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ကြောင်းဒေသခံပြည်သူများထံမှဂြင်းရရှိခင်ဗျာဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဂျပန်နိုင်ငံသို့ရောက်ရှိလာတဲ့အမေရိကန်သမ္မတထရန့်ထံသို့မြမအရေးကူညီပေးရန်ဂျပန်ရောက်မြန်မာများကအိတ်ဖွင့်စာပေးဖို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဂျပန်နိုင်ငံသို့ရောက်ရှိလာတဲ့အမေရိကန်သမ္မတထရန့်ထံသို့မြမအရေးအကူအညီပေးပါရန်တောင်းဆိုထားတဲ့အိတ်ဖွင့်ပေးစာကိုဂျပန်နိုင်ငံမှာရှိတဲ့အမေရိကန်တန်ယုံမှတစ်ဆက် အော်တိုဘာလ22ရက်နေ့မှာအမေရိကန်အစိုးရထံသို့ပေးပို့ခဲ့ကြောင်းဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကကြောဆိုခင်ဗျာအော်တိုဘာလ29ရက်နေ့အမေရိကန်တမရမှာဂျပန်နိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်းအမေရိကန်တမရအနေဖြင့်အချမ်းဘက်စစ်ကောင်းသောမေအောင်လန်လက်ထက်ကြီးမားကျယ်ပြန့်လာနေတဲ့ online ကြားဖြင့်ဝေလင်းတဲ့ဂိမ်းများမူရစ်စေးဝတ်တင်ပို့ဖြန့်ရှင်မှုလူကုန်ကူးမှုနဲ့ပတ်သက်၍အရေးယူမှုပေးရန်တောင်းဆိုထားပါတယ် အကြံပေးအာနာသိမ့်နင်းအောင်လိုက်ကိုစစ်တပ်အုပ်စုလက်ထက်မှာတိုးပွားများပြားလာနေတဲ့ကြားဖြတ်မှုရဲ့စေဝါတင်ဖို့ဖြန့်ရှင်ဖို့လူကုန်ကူးမှုတွေဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုဓာတ်ရိုက် လာရောက်ထိခိုက်နေတဲ့အတွက် trap အစိုးရအနေနဲ့ရေးယူမှုလှုပ်ဆောင်ဖို့မြန်မာပြည်သူတွေဘက်မှယက်တီပေးမယ်လို့မျှော်လင့်ပါတယ်။ဒါအပြင်အိန္ဒိယတရုတ်နိုင်ငံရဲ့ဗန်တောင်သဘောတူညီချက်ကိုရှုတ်ဖောက်ပြီးမြန်မာအလေးဝင်ရောက်စွတ်ဖက်ကတော်လန်ရဲ့အင်အားစုများ အလွန်အကျွံဖိအားပေးနေမှုအကြမ်းမဆက်တဲ့အပေါ်ထောက်ခံအားပေးကူညီနေမှုတွေကိုကြက်တက်သွား Front ဆိုရအနေနဲ့အတိုင်းတာတစ်ခုအထိလှုပ်ပေးဖို့မျှော်လင့်ပါတယ်လို့တိတ်ဖွဲ့ပေးစာပေးဖို့ရမှာပါဝင်ခဲ့တဲ့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတဦးကကြောဆိုအမေရိကန်တမရထံသို့ပေးပို့တဲ့အိတ်ဖွဲ့ပေးစာမှာလက်ရှိမြန်မာနိုင်ငံရဲ့အရှိန်အအရေးအကုန်လုံးကိုရှင်းပြပြသထားပြီးအမေရိကန်နေဖြင့် NUG အစိုးရကိုအတိမတ်ပြုရဒေါ်အောင်ဆန်းစုကြည်တမရဦးဝင်းမြင့်အပါဝင်နိုင်ငံရဲ့အကျဉ်းသားလုံးမြောက်ရေးအကူအညီပေးရန် မြန်မာစစ်အုပ်စုအပေါ်ပုံမှုပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုအရေးယူမှုများရှမရဲမြန်မာနိုင်ငံမှာစစ်တပ်ရဲ့ကျူးလွန်မှုများအတွက် ICC တရားရုံးအပအဝင်နိုင်ငံတကာဥပဒေဖြင့်အရေးယူလှရေးထောက်ပံ့ကူညီပေးရလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရမြန်မာနိုင်ငံသို့စစ်ရေးဆိုင်ရာအကူအညီများမရောက်ရှိစေရေးအပအဝင်ဒေသတွင်းလုံခြုံရေးကိုတိုးမြင့်ရန်မြန်မာအပေါ်တရုတ်နိုင်ငံရဲ့ဖိအားကိုတားဆီးပေးရန်တို့ပါဝင်ကြောင်းတင်ပြရရှိပါ။ညနောက်ကသတင်းတစ်ပုဒ်လေးနဲ့ ်ငင်းကြံထောင်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသားကိုရှမ်းမင်းဟိတ်ကျမ်းမာရေးစောင့်ချက်မှုမလုံလောက်ပြီးတိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမတရီတိုင်းငင်းကြံအကျဉ်းထောင်မှာမတရားဖမ်းဆီးအကျဉ်းချခံရတဲ့နိုင်ငံရေးအကျဉ်းသားကိုရှမ်းမင်းဟိတ်ကအကျဉ်းထောင်အတွင်းကျမ်းမာရေးတဲ့စေဝါစောင့်ရှောက်မှုမလုံလောက်တဖြစ်တိတ်ဆုံးသွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PTNM ထံမှသိရှိရပါတယ်အော်တိုဘာလ16ရက်နေ့နိုင်ငံရေးအကျဉ်းသားကိုရှမ်းမင်းဟိတ်က ကြောက်ကအသေးလျှောက်အသေးရောက်အတဝါယောဂများဖြင့်အသက်29နှစ်အရွယ်မှာတည်ဆုံးသွားကြောင်းငါးတုံညာငါကပူရှမ်းမေဟယဆက်သွယ်ရေးပုံမှန်ဖောက်ကွက်လက်နက်မှုစသည့်ပုံမှန်များဖြင့်မတရားဖန်ဆီးခံရပြီးထောင်နဲ့15နှစ်လျှောက်လာရှာမှခံရသူဖြစ်ပြီးအကျဉ်းရှာခံရသူဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံဒေသအသီးသီးမှာရှိတဲ့အကျဉ်းထောင်များအတွက်ပါမတရားဖန်ဆီးခံရတဲ့နိုင်ငံရဲ့အကျဉ်းသားများမှာထောင်ကွက်လုံလောက်စွာစေဝါဆောက်ချမှုမရရှိခြင်း အစိမ်းမီစေကူတာခွဲ့မရှိခြင်းများကြောင့်မတိတ်ဆုံးသင့်မဲ့အသက်ဆုံးရှုံးရတဲ့အရှင်တွေများကိုရင်ဆိုင်နေရကြောင်းသိရှိရတယ်။ TBNMA စီရင်များအရ2025ခုနှစ်ဇန်နဝါရီလမှယခုနှစ်2025ခုနှစ်အောက်တိုဘာလအထိအကျဉ်းတော်အသီးသီးမှစေဝါဆောင်ရှောက်မှုလုံလောက်စွာမရှိမှုနဲ့အရေးပေါ်စေကူတာခြင်းနေရာရှိခြင်းကြောင့်ကြဆုံးခဲ့ရတဲ့နိုင်ငံအကျဉ်းတော်28ဦးထိရှိနေပြီဖြစ်ကြောင်းရင်းများရှိပါ။မြောက် နောက်ဆုံးသတင်းတပုတ်အမည်နဲ့မတရားနဲ့မိုးမိန်မျိုးတွေတို့မှစစ်တကလေးရဖြစ်ဘုံကျဲမှုပြည်သူလေးဟုသိဆုံးပြီးနေအိမ်များပြက်စီးဆိုတဲ့သတင်းကိုပြန်ဆက်ပေးပါမန္တလေးတိုင်းမတရားမျိုးနဲ့တပြေချောင်းကြေးရွာမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများနေထိုင်နေတဲ့နေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အကြမ်းမဲ့စစ်တကလေးရဖြစ်ဘုံကျဲတဖြစ်ပြည်သူလေးဟုသိဆုံးကနေအိမ်များပြက်စီးခဲ့ကြောင်း Why on မန္တလေးမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ယမန်နေ့အော်တိုဘလ26ရက်နေ့ညနေ6:41မိနစ်ခန့်အချိန် မတရားမြို့နယ်တပေးလျှောက်ကျေးရွာမှာရှိတဲ့စစ်ဘေးလျှောက်များနေထိုင်နေတဲ့နေရာကိုအကြမ်းဖက်စစ်တပ်ကတိုက်လေရင်ဖြစ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါလေကြောင်းတိုက်ခိုက်မှုအတွက်မျိုးသား2ဦးနဲ့မျိုးသမီး2ဦးစုစုပေါင်းပြည်လူ4ဦးတေဆုံးကနေအိမ်များပျက်စီးခဲ့ကြောင်းသိရှိရ။ဂျာနူမာနူစုစုပေါင်း4ဦးတေဆုံးနဲ့3ဦးကပွဲချင်းမိတဲ့ တဲ့ဦးကဆေးရုံကြောင့်မဆုံးတဲ့သူ boy of entertainment မှာတာဝန်ရှိသူတူကပြောဆိုပါတယ်အလားတူအာတူပလာ29ရက်နေ့ဘုံလ17:23မိနစ်အချိန်ရှိုင်းပြည်နယ်ဘုံမိုင်းမြို့နယ်မကြီးပြည်ကျေးရွာတို့လေစစ်တပ်ကလေရင်ဖြုတ်ပေါင်900ဘုံပလုံးနဲ့ပေါင်150ဘုံတလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူလူထုနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်း TNN ကတင်ထုတ်ပြန် ်။စတကအော်တိုဘာလာဒီရနေ့မှာ26ရက်နေ့အထိဒီရနေ့နေ့ထိတ်ရှုပ်ကားတဲ့ဒေတာများသို့လေကြောင်းတိုက်ခိုက်မှုများကြောင့်ကလေးတန်ဃာတော်များအပါအဝင်ပြည်သူ၄၉ဒေသုံးခဲ့ကြောင်းတွင်ရရှိများ